အားလုံးပဲမင်္ဂလာပါအာဒီနေ့ကျမတို့ကျမရဲ့ဒီ financial statement ကို excel လေးကိုသုံးပြီးတော့ဆွဲရတယ်ဆိုတော့ဟာကအဲ၄ရက်မြောက်နေ့ day 4ကိုရောက်လာတယ်ပေါ့နော်အဲဒါကျန်တဲ့ပြီးပြီးသွားတာက၃ရက်မြောက်နေ့အထိမှကျမတို့ဘယ်ထိပြီးသွားလဲ ledger အထိပြီးသွားတယ် လေကြာအထိပြီးသွားတော့ဒီနေ့ကျန်တဲ့ try balance ရဲ့ income statement ရဲ့ statement of financial position ရဲ့ဆက်ပြီးတော့ဆွဲမယ်အဲ့မှာကျွန်မဗာလေးထပ်ပြပြောခြင်းလဲဆိုတော့ဟိုနေ့အပိုင်း၃မှာပြောခဲ့တာ transaction ဒီကြားထဲမှာတကြောင်ကျန်ခဲ့တယ်အဲ့ဒါဗာလဲဆိုတော့လေ၄ရက်နေ့၄ရက်နေ့၄ရက် January 2025မှာ ဒီ smart queen စီ queen smart စီကနေပြီးတော့ကျမတို့ inventories ကိုနှစ်သိန်းပိုးဝင်လိုက်တယ်ဒါဆိုတော့ဝယ်တယ်ဆိုတော့ဗာလဲလေးရက်နေဒိတ်နဲ့အကြောင်းအရာက purchase inventories ဝယ်ရင် inventory မှာ debit သူကချက်နဲ့ပေးတာဖြစ်လို့ကျမတို့ bank မှာ credit ဆိုပြီးတော့ကျမတို့ရိုက်ထည့်လိုက်တယ်ရိုက်ထည့်လိုက်မယ်ပေါ့နော်အမှ transaction တကြောင်းသွင်းမှုအတွက်ကြံခဲ့တာအဲ့ဒါလေးကိုထပ်ထည့်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျမတို့လုပ်ငန်းအနေနဲ့ အဲဒီကျမတို့ကပစ္စည်းတွေ inventory တွေ stock stock တွေရောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ showroom လို့ရတယ်။ showroom လို့တော့လုပ်ငန်းအနေနဲ့ကျမတို့ showroom တစ်ခုဝယ်ရမယ်အဆောက်အဦတစ်ခုဝယ်ရမယ်ပေါ့။ဒါကြောင့်မလို့ကျမဒီ28ရက် February မှာ showroom တစ်ခုဝယ်တယ်ဆိုပြီးတော့ transaction တစ်ချောင်းထည့်လိုက်မယ်။ showroom ဆိုတော့ဘာကြီးလဲ non current assets fair assets လို့လည်းခေါ်တယ်နော်။ PSS မှာ debit ကျမတို့ bank နဲ့ပဲငွေပေးချေတယ်လို့ယူဆပြီးတော့ bank မှာငွေထွက်မယ်။ဒါကြောင့်မလို့ showroom ဆိုတဲ့ PSS မှာ debit တသိန်းနံဝယ်တာ။ပြီးရင် bank မှာ credit တသိန်းအဲ့မှာ transaction တကြောင်ထပ်ထည့်မယ်။28 February မှာဒါဆိုရင်ဒီနေ့အဲလေးရမြောက်နေ့မှာပြင်စရာရှိတာလေးကကြားမှာကြံခဲ့တဲ့လေးရနေ transaction တစ်ခုကိုရိုက်လိုက်မယ်အခုပြီးတော့ကိုယ့်လုပ်ငန်းရဲ့ အဲရှိုးရုံးလိုတာဖြစ်တဲ့အတွက်ကြောင့်မလို့အဆောက်အဦတစ်ခုဝေလိုက်တယ်ပေါ့အခန်းတော်၎င်းပေါ့အဲတစ်ခုဝေလိုက်တယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့က fair exercise ရှိလို့ရှင် depreciation ရှိရမယ် depreciation ကကြတော့ဒီဒီကျွန်မရဲ့ transaction အနေထားရဒီလုပ်ငန်းလေးဒီ depreciation မတွက်သေးဘူးလို့မှတ်ယူပြီးတော့ကျွန်မဒီမှာ depreciation အတွက် transaction double entry မရိုက်တော့ဘူးတကယ်လုပ်ငန်းဝင်ထဲမှာဆိုလို့ရှင်ကိုယ့်လုပ်ငန်းရဲ့ management ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပြီးတော့ depreciation ကိုဘယ်လိုမျိုး အဲတက်မှတ်မှာလဲဘလို rate နဲ့ချမှာလဲ5% to 5 5% to 10%ကြားမှာသူတို့ဘလိုမျိုး rate တက်မှတ်မလဲလို့ဆုံးဖြတ်ပြီးတော့ကိုတွေက depreciation တွက်ပေးရမှာဖြစ်တယ်ဒီမှာတော့မတွက်တော့ဘူးအကယ်လို့များ depreciation တွက်မယ်ဆိုဘလို double entry ရိုက်မလဲ expenses ဖြစ်လို့ depreciation မှာ debit accumulated depreciation မှာ credit ဆိုပြီးတော့ double entry ရိုက်မယ် expenses ဖြစ်တဲ့ depreciation က income statement ကိုသွားမယ် accumulated ဖြစ်တဲ့ depreciation ကကျတော့ balance sheet ကိုသွားမယ်အဲ့လိုလေးပဲ transaction သွင်းမှာเนาะဟုတ်ပြီဒီဒီသဘောအခုဒီဒီသင်ခန်းစာမှာတော့ကျွန်မ depreciation မတွက်တော့ဘူးဘလို့ဆိုရ fair exact ဝယ်တာလေးပဲပြလိုက်မယ်ပေါ့เนาะဟုတ်ပြီဒါဆိုရင် transaction ကြံခဲ့တာရယ်ထက်ထက်တာရယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ကဟိုနေ့က ledger အထည်ပေးသွားပြီကျမတို့ရဲ့ ledger မှာ update လေးလုပ်ဖို့လိုတယ်ဒါကြောင့်မို့လို့ pivot table analysis မှာ refresh လေးနှိပ်လိုက်တယ်ဆိုလို့ရှိရင် ကိုကကြံရတာတော့၎င်းထက်ထက်ဒါတော့၎င်း update လုပ်တဲ့ဟာကကိုယ့်ရဲ့ ledger လေးမှာဒီ pivot table လေးမှာသူက update လုပ်ပေးတယ်။ဟုတ်ပြီ။ဒါဆိုဒီနေ့ကျမတို့က try balance ကိုဆက်သွားမှာ။ try balance ဒီဘာမှမခတ်ဘူး။ဟောဒီ ledger ကိုပဲကျမတို့ copy paste လုပ်လိုက်တော့မှာ။မှုော copy သူ့နောက်မှာပဲကျမတို့ထားမယ်။ okay ။ဒီမှာ try balance နာမည်တစ်ခုရှိလို့ကျမ TB လို့ပဲနာမည်ပေးထားလိုက်တော့မယ်နော်။ ဟုတ်ပြီဒါဆိုတော့ကျမတို့ဒီလဲကြမာတာဘယ်နေတိတ်မှာဘယ်ဒစ်စထရီရှင်အတူဝစရင်သွင်းมาတယ် account number စင်နေလဲမြင်ခြင်းနဲ့ debit credit လဲမြင်ခြင်းနဲ့ sum of balance လဲမြင်ခြင်းနဲ့ဆိုပြီးလဲကြတော့ကျမတို့အပြည့်စုံပေါ်ခြင်းတာလေအခုကျမတို့ရဲ့ trial balance ကကျမတို့ SCCI 1 2မှာလဲသင်ခဲ့တယ် trial balance မှာ date တွေပါလို့လားမပါဘူးเนาะ description ကလည်းမပါဘူးသူကရှင်းတဲ့သဘောလေးတစ်ခုအတွက်ပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့မှာ account head နေရဲ့ debit credit ရဲ့ balance လေး check in လိုက်ဖို့ရာတကွက်ပိုင်းအဆင်ပြေပြီဒါကြောင့်မလို့ကျွန်တော်တို့ကမလိုချင်ဘူးမလိုချင်တဲ့ဟာတွေပြန်ဖြုတ်မှာပေါ့ဒီမှာကျွန်တော်တို့ rose ထဲမှာထည့်ထားတဲ့ date မလိုချင်တော့ဖြုတ်ထည့်လိုက်တော့မယ်အဲ့ဒါဆိုသူထွက်သွားပြီပြီးရင် rose ထဲမှာထည့်ထားတဲ့ description မလိုချင်တော့ဘူးနှိပ်ပြီးတော့ရွှေ့ထုတ်လိုက် မလိုချင်တော့ဘူးเนาะမရှိဘူးမရှိတော့ဘူးဒါဆိုတော့ကျွန်တော်တို့ဒီဒီအပွားဟာရောလိုသေးလားမလိုတော့ဘူး ဲဒါဆိုတော့ try and balance ဖြစ်တဲ့ကိုယ်လုပ်ငန်းရဲ့ try and balance ဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လက်တွေ့မှာကိုယ်လုပ်ငန်းရဲ့နာမည်တွေ try and balance ကဘယ်နေ့ date ဘယ်နေ့ date အတွက်ဆွဲထားတာလဲဆိုတဲ့အကြောင်းအရာပါရမယ်ဒီမှာဒီ quarterly ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်နေ့အထိဟာလဲ 31st March 2025 date try and balance ဖြစ်ပါတယ်ဒါဆိုဒါလေးကကျွန်တော်တို့ try and balance ပေါ့ဟုတ်ပြီအဲဆို try and balance ကနေပြီးမှကျမတို့ကဘသူကိုဆွဲမှာလဲ income statement နေ statement of financial position တွေဆွဲမှာကိုနေ့ကလည်းပြောခဲ့တယ် income statement နဲ့ financial position ကြရင်ဘယ်သူနဲ့ချိန်အောင်မလဲ vlog နဲ့ချိန်တော်မယ်လို့ပြောတာလေဒါကြောင့်မလို့ကျမတို့သွားချိန်တော်မယ်ချိန်မယ်ဆိုတော့ trial balance ကျမရဲ့ trial balance ကဒီ TV ဆိုတဲ့ဟာเนาะဒါအရင်နမူနာတော့ပြခဲ့တဲ့အဟောင်းမလို့လေဟုတ်ပြီဒါဆို income statement ကို hurry trial balance ဆိုတဲ့ file နဲ့သွားချိန်မှာချိန်မှာဆိုတော့ကျမတို့အရင်ဆုံးကြည့်မယ်ကျမတို့ရဲ့ဒီ account ဟက်တွေရှိရလေအဒီဒီအကောင့်နံပါတ်တွေရှိရအဲ့နံပါတ်တွေကအရင်ဆုံးကျမတို့ statement ဆိုလို့ statement ဆွဲမယ်ဆိုဘယ် statement ကိုသွားမလဲအရင်ဆုံးစဉ်းစားမယ် ban နဲ့ cash တီ current assets အမျိုးအစားဖြစ်တာကြောင့်မို့လို့ balance sheet ကိုသွားမှာ statement of financial position ကိုသွားမှာ electricity တီ expenses ဖြစ်လို့ income statement ကိုသွားမယ် equity equity ကဘယ်နေရာလဲ equity and liabilities တို့ရဲ့အခန်းကဏ္ဍဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဒီ statement of financial ဇက်ပိုရှင် position ကိုသွားမယ် item ဖြစ်ပါတယ် inventory ဒီ current assets balance sheet ကိုသွားမယ် revenue ဒီဝင်ငွေဖြစ်တဲ့အတွက်ကြောင့်မလို့ income statement ကိုသွားမှာ salary expenses ဖြစ်လို့ income statement trade pay တွေပဲတွေ trade receivable တွေဒီဘယ်ကိုသွားမလဲ current assets တွေ current liabilities တွေဖြစ်လို့ balance sheet ကိုသွားမှာ cost of sale ဒီ income statement ကိုသွားမယ်အမျိုးအစား income tax ဒီ income statement ရဲ့အမျိုးအစား income tax pay တွေပဲဒီ pay ရန်ရှိဖြစ်လို့ balance ရှိမှာ pay ရန်ရှိပုံမဲ့အမျိုးအစား showroom ဒီ non current assets fair assets ဖြစ်လို့ကျမတို့က balance ရှိမှာ fair assets နေရာမှာပုံမှာဟုတ်လားဒါဆိုဒါ best best statement သွားမလဲလို့အရင်ဆုံးကြိုတင်စဉ်းစားလိုက်တာပေါ့နော်ကြိုတင်စဉ်းစားလိုက်တယ်ဟုတ်ပြီပြီးရင်ကျမတို့ရဲ့ income statement နဲ့ statement of financial position မှာကျမတို့ချိန်မှာ vlog နဲ့မှာချိန်တော့မယ်အဲ့ဒါဆိုတော့ အဲ့ဒါဆိုတော့ကျမတို့ vlog နဲ့ချိန်မယ်ကိုယ့်ရဲ့ဒီ try and balance နဲ့ try and balance ရဲ့ data တွေဒီဒီထဲကို လာပြီးတော့ချိန်အောင်လို့ vlog နဲ့ချိန်မယ် okay ကျမတို့ရဲ့ look at value ဒီဟောဒီ revenue ကိုချိန်လိုက်တာနဲ့ revenue ရဲ့ amount ဒီကိုပေါ်လာစေချင်တာ comma ပြီးရင် table array table array ကကျမတို့ကဘယ်သူနဲ့ချိန်မှာလဲကျမတို့ရဲ့ hori tb ဆိုရဲ try and balance နဲ့ချိန်မှာဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ရှိနေတဲ့ table ကိုဆက်လက်မှတ်မယ်ဒီနေရာမှာကိုက name manager ပေးခဲ့တာဟိုနေ့ကတော့ကျွန်မပြောပြခဲ့ဘူးတဲ့ name manager နဲ့အာတန်လို့ name manager သုံးချင်လဲရတယ်နော်ဟုတ်ပြီပြီးရင်ကျမတို့ဘာလုပ်မလဲ column index number မှတ်ပေးရမယ်ကျမတို့ပေါ်စေခြင်းနဲ့ကိန်းကနန်းဒီ hori column number 1 2 3 4မှာရှိတော့4လို့ကျွန်တော်တို့ရိုက်မယ်ပေါ်၊ comma အတိအကျပေါ်စီကျွန်တော်0ပေါ့ false လေ under တစ်ချက်ခောက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီဒီမှာ revenue နဲ့ချိန်ထားလို့ revenue ရဲ့ amount ကဘယ်လောက်လဲ9သိန်းဟုတ်သလားလို့ကျွန်တော်တို့ try မှာတွားကြည့်လိုက်ကျွန်တော်တို့ revenue ဒီတစ်ချက်ကြည့်ပေးမယ်9သိန်း โอเคဟုတ်ပြီအဲ့ဆိုတော့ကျွန်တော်တို့ဒီ income statement ကဒီမှာကိုယ့်ရဲ့ income statement ဆိုလို့ရှိရင်ကျွန်တော်တို့စာရီထဲမှာလည်းသင်ခဲ့ရတယ် income statement ဆိုရင် amount ကဒီမှာ minus ဟုတ်လို့လား income ဖြစ်ပေါ်ထားတဲ့ဟာကြီးကလည်းမဟုတ်ဘူးလေမဟုတ်တော့ကျွန်တော်တို့က तू ကဒီမှာဒါ try and balance မှာဒါ तू က credit balance မို့လို့ my အကွင့်ခတ်ထားလို့ तू minus ပါတခါရဲတန်းဖော်ပြရလေတကယ်တကယ်ကဒီမှာ statement မှာဖော်ပြရင်အဲ့လိုကြီးမဖော်ပြရဘူးဒါကြောင့်မို့အဲ့ဒီ minus လေးကိုကြည့်သွားအောင်လို့ကျွန်တော်တို့က formula ရဲ့ sheet လေးမှာဗာလေးထည့်ပေးလိုက်မလဲ minus လေးထည့်ပေးလိုက်မယ်။ Okay ဒါဆိုလို့ရှိရင်ကျမတို့ဒီကျမတို့ရဲ့ formula ကိုအောက်က cos of c ကို formula ထပ်မြိုက်တော့ပဲနဲ့ကျမတို့ကူးလိုက်တော့မယ်။ကဲ cos of c ကြရင်တော့ကျမတို့ကတကယ်စရိတ်လေးစရိတ်ဆိုတော့နှုတ်တော့မှာလေ။နှုတ်မှာဆိုတော့ကျမတို့က minus sign နေပါညာ။ဒီဒီမှာပါပြီးသားတွေ့လား minus sign သူ့ဘာသူအရှိမရေချိတ်ပြီးသားဆိုတော့ဒီမှာ cos of c ကတော့အမှန်တကယ်ကျမတို့ကနှုတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝင်ခတ်ထားတာမှန်တယ်။ โอเคဒါဆိုလို့ရှိရင်ဒီမှာ9သိန်းနဲ့4သိန်းခွဲကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ gross profit ဒီဘယ်လောက်လဲ2သိန်းခွဲကျန်တယ်အမှကျမတို့ရဲ့ income statement ဒီ revenue revenue ရဲ့ cost အစေးကိုနှုတ်ရင် gross profit ရတယ်အဲ့မှာမှာ operating expenses တွေဖော်ပြပေးရတာ operating expenses ထဲမှာဘာတွေပါလဲ salary တွေ electricity တွေဒီကိုယ့်ရဲ့ transaction လေးကနည်းနည်းလေးမလို့ဒီတိုင်းပေါ်နေရတကယ်လက်တွေ့မှာဆိုဘာဘာပြပေးရမလဲ income statement ရဲ့ format အတိအကျက revenue revenue เนี่ย cost of sale GP ရမယ်ပြီးလို့ရှိရင် distribution expenses တွေ admin expenses တွေအဲ့ဒါတွေနှုတ်ပေးရမှာအကုန်ပြပေးရမှာเนาะ admin ထဲမှာဘာတွေပါလဲ distribution ကဘာတွေပါတယ်လဲပြီးရင် selling and distribution expenses တွေဆိုပြီးတော့အကုန်လုံးပြပေးရမှာဒီမှာတော့လောလောဆယ် operating expenses အနည်းနဲ့ပဲထည့်ပေးလိုက်မယ် salary electricity ဆိုပြီးတော့ဟုတ်ပြီဒါဆိုရင် formula ပဲဒီမှာထပ်ပြီးတော့ကျမတို့ copy paste လုပ်လိုက်တော့မယ် သူကနေရရွေ့သွားတော့ပြောင်းသွားတယ်ဒီမှာတွေ့လားကိုချိတ်လိုက်တဲ့ဟာကသူကဆဲကလုံးမချခဲ့တော့ရွေ့သွားတာရွေ့သွားတော့သူမပြောင်းဘူးဒါကြောင့်မို့ကျွန်တော်တို့အတစ်ကပြန်ချိတ်လိုက်မယ် v log up okay log up value ကဘာလဲဒီနေရာ comma table array ပြန်သွားမယ်ဒီနားမှာကိုယ့်ရဲ့ table array ကဒီမှာရှိတယ်ပြီး comma ကောလံနံပါတ်4ကကောင်းကိုလိုချင်တာဖြစ်ပါတယ်0ဝင်ပိတ်ကဲအဲ့မှာ salary က3သိန်းဟုတ်လားလို့တစ်ချက်သွားကြည့်မယ်ကိုယ့်ရဲ့ salaries ကဟုတ်လား3သိန်းမှန်တယ်နော် salaries က3သိန်းဟုတ်ပြီနော် electricity ကြရင်တော့ကျွန်တော်တို့ကောမှာပဲကူးချလိုက်ပေါ့အာ sorry copy paste လုပ်လိုက်ပေါ့ electricity ဒါဆိုတော့တို့ရဲ့ expenses ကနှစ်မျိုးပဲရှိတယ် salary electricity အကယ်လို့ဒီမှာ အဲ depreciation တွေပါရရှင်းထည့်အောင်ပါเนาะအခုဒီမှာကျွန်မ depreciation မတွက်ဘူးလို့ပြောထားလို့မထည့်တာဟုတ်ပြီဇယိတ်နှစ်ခုရှိပါတယ်ဇယိတ်နှစ်ခုရှိပြီနှုတ်ချလိုက်တယ်ဆိုလို့ရှင်တို့ရဲ့ operating profit က33,300ရတယ်တို့ရဲ့အခွန်နှုန်းထားကအရှိမပြောပြီးသား20%တွက်မယ်လို့ပြောတော့တို့ရဲ့အမြတ်33,500ပုံမှာအခွန်20%ရခိုင်နှုန်းတွက်တော့မယ်19,900ခွန်းရအဲ့ဒီ19900ဒီကျွန်မအရှိမတွေကမှန်းပြီးတော့ general entries ထဲမှာလေဒီမှာ19900ထည့်ခဲ့ပြီးသားเนาะ အကယ်၍ကိုယ်ဒိုးတွေရဲ့မန်းချက်တကယ်တကယ်လက်တွေမှာမန်းချက်တွေကဘရောမမမှန်ဘူးတော့ဘာကြောင့်လဲအခုမူးတွက်တဲ့ profit နဲ့ဒိုးတွေစရင်းငိုင်ကြီးတွက်ခဲ့တဲ့ profit ကမတူဘူးမတူတော့ပြောင်းနေမှာဓမ္မသင်ငန်းစာအရသာတူထားတာလीနော်အဲ့လိုများကွဲနေခဲ့ဆိုလို့ကွဲနေခဲ့တယ်ဆိုလို့ရှိရင်ဒိုးတွေက journal entry တွေပြန်ရိုက်ပြီးတော့ပြန်ပြီး adjustment လုပ်ပေးရအောင်ပါနော် လောလောဆယ်ကျမဓမ္မကိင္ကိင္ကနတူတယ်လို့ပဲတတ်မှတ်ထားပြီးအရင်တည်းကအဲဖေလေးပဲပေါ်ခဲ့တဲ့အမောက်2900နဲ့ခုတကယ်တို့ရဲ့လုပ်ငန်းအမြတ်ထွက်လာလို့တွက်လိုက်တဲ့အဲ income tax နဲ့အတူတူဖြစ်နေတယ် Okay ဒါဆိုတို့ရဲ့ income statement ဒီဘာဖြစ်သွားသလဲအမြင့်နောက်ဆုံး net profit အခွန်နှုတ်ပြီးသား net profit ကဘယ်လောက်ရသွားလဲတသိန်းနဲ့9300 ဒါဒီကိုရဲ့ကိုလုံငန်း income statement ဖြစ်တော့ income statement ဒီ company name တွေပါမယ်ပြီးရင် income statement ဘယ်နှစ်အတွက်ဘယ်နှစ်အတွက်ဆိုရဲအဲ period လေးကိုဖော်ပြပေးရမယ်ဒီမှာဆိုရင်ဘယ်ကနေဘယ်ထိလဲ first january 2025ကနေ 31st march 2025ဟုတ်ပြီဒါ income statement ပြီးသွားပြီ now statement of financial position statement of financial position ရဲ့ format ဆိုဘာတွေရှိမလဲ ကိုလုပ်ငန်းခေါင်းစဉ်တက်ရမယ် statement of financial position as at ဗမာဆုံးတဲ့ date လဲကျမတို့ quarterly စာဆွဲတယ် 31st March 2025ဆိုပြီးတော့ balance ရှိဆိုတာ အကြံတွေကိုဖော်ပြတာလေလက်ကြံရှင်းတန်း trial balance က assumption နဲ့เนาะလက်ကြံရှင်းတန်းဖြစ်တော့ balance ရှိတယ်မှာတို့ကအကြံမှန်သမျှထည့်မှာဒါကြောင့်မို့လို့အဲဒီနေရာမှာကြည့်လိုက် format လေးမှာကြည့်လိုက်ဒီမှာ schedule ဆိုပြီးကျမရေးထားပေးတယ်အဲ့ဒါကကျမအရှိမရှင်းပြခဲ့ဘူးတဲ့ financial statements ၅မျိုးဆွဲတဲ့အထက်မှာနောက်ဆုံးဖြစ်တဲ့ disclosure notes to the financial statement ဆိုတဲ့နေရာလေးကိုဖော်ပြပေးရတာအမှအကဲလို့ကိုကဒီမှာ FSS ဒီ FSS register လောက်ထားရင်အဲ FSS register ကိုက note ကိုရဲ့ schedule number 1ဆိုလို့ရှိရင်ဒီမှာ schedule number 1လို့ရိုက်ထည့်ပေးရတာ inventory ကိုအသေးစိတ်ရှင်းပြထားတာရှင် inventory ဒီ schedule number 2 notes ပေါ့နော် notes number 2 trade receivable ကို တက်တက်ရှင်းပြထားတဲ့နေရာတနေရာရှိရှိလို့ရှင်အဲ့ဒီရှိရဲ့အညွန်းအညွန်းနံပါတ်လေးတွေကိုဒီမှာထည့်ပြရ1 2 3ဆိုပြီးတော့နော်အဲ့လိုမျိုးလေးတွေနဲ့ notes လေးတွေဖော်ပြပေးရတာကိုပြောချင်တာဟုတ်ပြီဒါဆိုတော့ဒီမှာကျမတို့ format ချိတ်တော့မယ်ကျမတို့ရဲ့ balance sheet balance sheet မှာရှိရဲ့ showroom ဒီမှာကျမတို့ကပေါင်းရင်းနှုတ်ချင်းရှိလို့ရှင်အရှိတကွက်ထဲမှာရေးမယ်လို့ပြောတာလေအခုကပေါင်းရင်းနှုတ်ချင်းကမရှိဘူးနောက်ဆုံးတကွက်ကိုပဲအဲအကြောင်းအရာတစ်ကြောင်းနဲ့ရှိတဲ့အတွက်ကြောင့်လို့နောက်ဆုံးတကွက်မှာကျမချိတ်လိုက်တော့မယ် ဲလောက value က v log နဲ့ပဲပြန်ချိန်ပါနော်ဘသူနဲ့ပဲလဲ table array ကကျမတို့ရဲ့ဒီမှာ try balance နဲ့ပဲချိန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုပဲ select မှတ်ပေးမယ်ပြီးရင် column number ကဘာပဲလဲ for 0အမကြီးတို့ရဲ့ showroom ကဘာကြီးလဲအမောက်ဘလောက်လဲတသိန်းပြီး inventory collins index number 4သူကဒီမှာဒါဟိုဘအဲ့ဟိုဘချမ်းမှာလေဒီ table ကြီးကို ကျမတို့ကလော့မလော့မခတ်ခဲလို့အခုဒီမှာကြည့်ဒါတွေကကျမတို့ရွေ့သွားလို့သူမပေါ်တာအကယ်လို့ဒီမှာကျမတို့ကျမတို့ table ကိုကျမတို့ဒီမှာ table ဘယ်ကနေပဲ A4 ကနေ D16 ဆိုတဲ့အကောင်ဒီဒီဘက်ကကျမတို့ရဲ့ try balance မှာရှိတဲ့ဒီ A4 ကနေပြီးတော့ဟောဒီ D16 ဆိုတဲ့ဟာစီကိုကျမတို့ကလော့မခတ်ခဲဘူးလေ အဲကြောင့်မလို့ပိုးပတ်မှာ copy paste အောက်ကိုဆွဲချရတယ်သူ့ရဲ့ဇာတ်ရာကဒီလိုမျိုးတကြောင်တကြောင်ချင်းစီအောက်ဆုတ်သွားတာအဲ့လိုမျိုးတွေဖြစ်လို့ကျွန်တော်တို့အမောက်နေရကမောက်ကမဖြစ်လို့သူကဟိုမှာမပေါ်တော့တာမပေါ်တော့ဆိုတော့ကျွန်တော်တို့ဒီပထမတဲ့ပထမ formula မှာတွေကကျွန်တော်တို့ lock ချလိုက်တော့မယ်ဘသူ့ကို lock ချမှာလဲဟောဒီဒီ table a4 ကနေ d16 ဆိုတဲ့အကောင်ကိုကျွန်တော်တို့ lock ချမယ် lock ချရဲဆိုတော့ဘာလဲ f4 key နှိပ်တာလေဟုတ်လားတခါလေး lock ချမှာနော် F4 ကနေတာကီးဘုတ်မှာဆိုတော့ F4 ကျွန်တော်တို့ဒီ laptop တွေကတော့ F1 နဲ့ညှိနေတော့အဲ့ဒါကိုပြန်နှိပ်ပေးရတယ်နော်လော့ချလိုက်ပြီကျွန်မ error တက်မှာဆိုလို့ဒီနာကနေစပြီးပြန်ရိုက်ပြီးတော့ပဲလော့ချမယ်နော်ဒီရှေ့မှာတစ်ခေါက်တော့လော့ချခဲ့ပြီဒါပေမဲ့သူသူ copy paste ကျွန်မမလုပ်တော့ဘူး error error ပေါ်မှာဆိုလို့ v log up ဟုတ်ပြီ ဒါ formula ပြန်ရိုက်လိုက်တဲ့သဘောနော်အပေါ်အကောင်ကိုကုရင်လည်းရတယ်ဒါပေမဲ့ကျွန်မ error ပေါ်ရင်စိတ်နှောက်ရှက်ဖြစ်လို့လေ table table ကိုသွားမယ်ဒီမှာ table တစ်ချက်ယူပြီးဒီကကြရင်နောက်ပါလေးကုလို့ရှိရင်ယူရသွားမှာဆိုလို့ကျွန်တော်တို့လော့ချလိုက်တော့မှလားဟုတ်ပြီ comma colon number ဘလောက်လဲအရင်ထဲက4လို့ပြောထားတာ4 0ကွင်းပဲ inventory က3သိန်းကွင်းဟုတ်လား copy paste တွေလုပ်လိုက်ပြီ inventory 3သိန်းခွဲ trade receivable တသိန်းခွဲ bank ledger တသိန်း8500အဲ့ဒါမှကျွန်တော်တို့ကြည့်ကြည့်လိုက်မယ် bank ledger ကျမတို့ရဲ့ bank branch number 123ရဘလောက်လဲ3850ဟုတ်တယ်ကျမတို့ရဲ့ financial position မှာ3850 cash က8သိန်းခွဲပေါ့ okay ဒါဆိုကျမတို့ရဲ့ total assets ကဘလောက်ဖြစ်သွားလဲ9သိန်းခွဲ balance sheet formula ဒီ assets equal to capital plus liability assets ပေါင်းခြင်းနဲ့ equity တွေ liability တွေပေါင်းခြင်းနဲ့ တူရမယ်လို့ပြောတယ်လေဒါဆိုဒီ formula မှာကျတော့ above access divide equity and liabilities divide ဖြစ်တဲ့အတွက်ကြောင့်မလို့ access divide ပြီးသွားပြီဟုတ်ပြီ equity လည်းအဲ့လိုပဲ equity ကြာလို့ရှိရင် equity ကြာတော့ဒီမှာ equity မှာအကြောင်းအရာကနှစ်ကြောင်းဖြစ်မယ်လေဆက်ဆက်လုပ်ငန်းဆက်ဆက်ချင်းမှာထည့်ထားတဲ့တကြောင်းရှိမယ်ပြီးရင် retain earnings ဆိုတာတို့ရဲ့ for the year လေ retain earnings ဆိုတာတကယ်တကယ် retain earnings ဆိုတာ opening retain earnings ရဲ့ အခုလက်ရှိဒီနေ့ရဲ့ for the year profit နဲ့ပေါင်းလိုက်တာတို့ရဲ့ retain earning ဒါဆိုလို့ရှိရင်ဒီနားလေးကိုနားလဲလွယ်အောင် profit for the year လို့ပဲထည့်လိုက်တော့မယ်နော် profit for the for the year ကဲဒါဆိုလို့ရှိရင်ဒီမှာ equity ကတော့ဘာဖြစ်လဲ equity ကတော့ကျမတို့ကကျမတို့ရဲ့ try မှာပေါ်တယ်ไฟมาปอเร ပြန်ချိတ်လိုက်မနော် body equity နဲ့အရှိမရှိတဲ့တကယ်ကိုလက်တွေ့လှုပ်လို့ရှိရင်တော့ကိုကျွမ်းရင်ကျွမ်းသလို formula ချိတ်လိုက်တော့ကျမတို့ error ပေါ်တာကြီးကိုမမြင်ရင်လို့လေစိတ်ရှုပ်လို့ဟုတ်လား number 4 comma 0ကဲကျမတို့လုပ်ငန်းစကြရလေလုပ်ငန်းစကြရရဲ့လုပ်ငန်းကဘယ်လောက်ထည့်ထားလဲ 1 million ထည့်တာဟုတ်တော့1 million ထည့်တော့ကျမတို့ရဲ့အမောင်က1 million ဒီမှာ तू က credit balance မို့လို့ minus ပေါ်ပေးတာတို့မလို့ခြင်းလို့ဒီမှာ minus နဲ့ပြန်ချေပေးလိုက်တာเนาะဟုတ်ပြီဒါဆိုရင်ဒီ profit for the year ဘယ်ကနေရမလဲကျမတို့ရဲ့ income statement ရမှာပေါ့ income statement ရမယ်เนาะရမယ်ဆိုတော့အဲ့ဟာကိုကျမတို့ကသွားပြီးတော့ link လေးသွားယူလိုက်အောင်ပါเนาะ105 300ဟုတ်ပြီဒါဆိုတော့ ။ပေါင်းချင်းနှုတ်ချင်းရှင်ရှေ့တကွက်ဆိုကျမအရှိန်လုံးပြီးဟိုအရှိန်ဆုံးကွက်ပါရောက်သွားတယ်။နော်အဆရောဒီမှာဒီဟာပေါင်းချင်းဟာဒီဟာဖြစ်မှာနော်။အဲ့ဒါဆိုတော့ format ကိုပြန်ပေါင်းအဲ့ဒီပေါင်းလို့ရပါတယ် ပေါင်းလိုက်မယ်။ဘယ်သူလဲဘယ်သူလဲပေါင်းဒီနှစ်ခုလေးပေါင်းတာလေဟုတ်တယ်မလား။ဒါလေးတရလွန်လေးပါ။အဘေးဒီမှာပေါင်းထားတာဖြစ်လို့ကျွန်မကမြင်းလေးပိတ်လိုက်မယ်နော်။ Okay ဟုတ်ပြီ။အဲ့မှာကျွန်တော်တို့က equity က1 million ဒီမှာ၃ရတယ်ဟောပြ။ equity က1 million ကျမတို့ for အဲဟိုကဘယ်လောက်လဲ profit ကဘယ်လောက်လဲ 105အ300เนาะ105အ300 profit ကအဲ73,500ဟုတ်ပြီအဲ့မှာကျမတို့ကဒီမှာကျမတို့ non current liabilities တဲကိုဘာတွေသွားရလဲ loans တို့ကို debenture တို့သွားတာလေဟုတ်တယ်မလား loans တွေပေးရန်ရှိတဲ့ bank loan တွေ personal တဝူတယောက်စီကရှင်းထားတဲ့ more than 1 year အထက်မှာရှိတဲ့အကျွေးတွေဆိုလို့ရှိရင် non current liabilities ထည့်တယ်လေ အခုဒီမှာဒီ transaction တွေအရကျွန်တော်တို့လုံးမရှိဘူး bank လုံးလည်းမရှိဘူးတကယ်လို့တော့မှာအခုခေတ်မှာ bank လုံးနဲ့အရန်ခေတ်စားရယ်เนาะ bank လုံးအတွက် statement တွေဆွဲကြတယ်ဟုတ်တာဟုတ်ဟုတ်ဟုတ်မဟုတ်ဟုတ် transaction တွေထည့်ပြီးဆွဲကြတယ်အခွန်ရုံးကိုတင်ပြတဲ့ tax ဆိုလို့ရှိရင်အဲ tax နဲ့ပတ်သက်တဲ့ financial statement ဆိုရင် ရုပ်လျှော့ပြတယ် ်ဘန်းစီကနေပြီးတော့ငွေချေးဖို့အတွက်တင်တဲ့ financial statement ကြတော့ကိုလုပ်ငန်းကကောင်းတယ်ဆိုတဲ့အနေအထားပြကျင်တော့ဘန်းအတွက်ဆွဲတဲ့ financial statement ကြတော့အမောက်ကိုမြင့်ပြီးတော့ဆွဲကြတယ်နော်အဲ့လိုလေးရရှိရနော်ဒါဘဝုဒ္ဒရနဲ့ပြောပြတာပူပူချေးကျင်တာဟုတ်ပူချေးကျင်တာဆိုတော့ဘန်းကကြတော့လေအထောက်ထားမှန်ရင်အဲသူ့ရဲ့အပေါင်ခံပစ္စည်းခိုင်းပါတယ်ဆိုသူတို့ချေးတယ်လေဟုတ်လား financial statement မှာလည်းလက်မှတ်တွေပါတယ်ပါတယ်ဆိုတာသူတို့ကအခိုင်အမာရှိထားတယ်ဆိုသူတို့ကချေးတာပဲเนาะဟုတ်ပြီအဲဆိုကျွန်တော်တို့ non current liability မရှိဘူးအခု current liability ကတော့ရှိမှာပေါ့ဒီမှာလीเนาะ current liability ရှိမှာ formula အဲ့လိုပဲ auto ဒီဒီနောက်မှာလော့မချထားလို့เนาะလော့မချလော့မချလို့ညွှေ့သွားတာเนาะပြန်ချိန်လိုက်မှာเนาะ ဒါနဲ့ချိန်မဲ့တကယ်တမ်းကျတော့နိုင်မန်နေကြတာပေးထားရင်အဲ့လိုကြီးတွတ်သွားပြီးတော့ဆက်လက်တွေမှတ်ပေးနေကြမှာမလို့เนาะနိုင်မန်နေကြနဲ့ချိန်လိုက်တယ်ဆိုလို့ရှိရင်လေ color instant in depth number ကပါလဲ4ပဲ comma 0好啦，minus 啊，也没录进，没录进，我变票嘛。 income tax pay တွေပဲ income tax pay တွေပဲလဲအဲ့လိုပဲလေ income tax pay တွေပဲအော်လာနံပါတ်4ဟုတ်ပြီအကုန် minus sign လို့ပါနေတဲ့ဟာတွေဆိုလို့ရှင်ပြန်ပြီးဖြုတ်ထားပေးလိုက် เนาะအဲ့ဆိုတော့ကြည့်လိုက်ကြည့်လိုက်ဆိုတော့ဘာတွေဖြစ်နေလဲ balance sheet ကိုက်လာမကိုက်ဘူးเนาะဒီမှာ cash က8သိန်းခွဲ total assets ဆိုတာ current assets เนี่ยကျွန်တော်တို့ကဘာနဲ့ပေါင်းမှာလဲ current assets เนี่ย current liability နဲ့ပေါင်းတာလေဒီတနေရာမှာလေဒီတနေရာမှာလွတ်နေတာတို့ကျမတို့ရဲ့ဒီ current assets တို့တွေပါမနေတာလေ current access total ပါမနေတာဒါကြောင့်မလို့ current access total ကိုပေါင်းပေးလိုက် current access total ကဘယ်လောက်လဲ15သိန်း3000เนาะအဲ့ဒါဆိုတော့ဒီမှာလဲရွှေ့ရမှာလေပေါင်းခြင်းနှုတ်ခြင်းနေရှင်အရှိတကွက်ရွှေ့လို့ပြောတာအဲ့ဒါကိုပြောတာအဲ့ဆိုကျွန်တော်တို့ရွှေ့မှာပေါ့ရွှေ့လိုက်ပြီရွှေ့တယ်ဆိုတော့ total access ကအဲ current access က15သိန်း3500အဲ့ဆိုတော့ဒီမှာ total access ကကျတော့ဘယ်သူနဲ့ဘယ်သူနဲ့ပေါင်းမှာလဲ ဒီ FSS ဖြစ်တဲ့ showroom ရဲ့အမောက်နဲ့ဟောဒီ current access ပေါင်းခြင်းနဲ့ပေါင်းလိုက်တယ်ဆိုလို့ရှင်ကျမတို့ကကျမတို့ရဲ့ total access ကဘယ်လောက်လဲ16သိန်း3000ကျော်ဒီမှာကျမတို့ရဲ့ equity and liabilities ပေါင်းခြင်းကလည်း16သိန်းနဲ့3000ကျော်ဒါလေးပဲ balance sheet ကနောက်ဆုံးကျတော့ဒီနှစ်ခု kait တယ်ပေါ့ kait kait ရမှာပေါ့နော်ဒီမှာတော့ جماعه schedule တွေပါညာဆွဲတာမပြောပြတော့ဘူး junior အဆင့်ဖြစ်တဲ့တော့ကြောင့်မလို့ အဲအခုဒါဆိုလို့ရှိရင်ဒါဒီ junior level လေးတွေအတွက်ဒါ vlog လေးနဲ့ချိန်တယ်ချိန်ပြီးတော့ transaction လေးတွေ double entry လေးတွေပြန်နှွေးပြီးတော့ financial statement လေးဆွဲပေးလိုက်တာဒါပြီးသွားပြီပေါ့နော် နောက်ဒါလေးပြီးရင်နောက်နောက်တစ်ခုကျတော့ကျွန်မဒီဟို month ခုနှစ်တွေပြောင်းသွားတိုင်းခုနှစ်တွေဘလိုပဲပြောင်းပြောင်းလတွေဘလိုပဲပြောင်းပြောင်းအမြဲတမ်းအမြင်နေရတဲ့ financial statement အဲ့ဒါကျတော့ sum if တို့ sum if နဲ့ချိန်မယ်ပြီးရင် vlog နဲ့ချိန်မယ်အဲ့နှမျိုးနဲ့ချိန်တဲ့ဟာလေးကိုလည်း ထပ်ပြီးတော့ sharing လုပ်သွားအောင်ပဲပေါ့နော်။ကျမလည်းပြန်ပြီးတော့လေ့ကျင့်ရမယ်။ကိုတကယ်လေ့ကျင့်ထားလဲပြတဲ့အချိန်ကျရင်စိတ်ကလောနေတာနဲ့အဲ့လိုအလွဲလဲလေးတွေဖြစ်တတ်တယ်နော်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဒီအထိတော့နားလည်မယ်ထင်တယ်။အဲ dependency လေးတွေမေ့ရဆိုလို့ရှိရင်တော့ပြန်ပြီးတော့အကွာနဲ့ကို memory ပြန်ခေါ်ပေါ့နော်။ခုမှစားလုံးမဲ့ junior လေးတွေကျတော့စာရင်းနဲ့လက်တွေ့ချားမှာပြန်ချိတ်ရတာမျိုးတွေရှိတယ်။တကယ်တကယ်ကိုကလုံနေကြဆိုရင်သာ တနေရာဘယ်နေရာကိုဓာတ်ပေးသွားမလဲဘယ်နေရာ credit သွားမလဲ transaction တစ်ခုဆိုလို့ရှိရင်ဘယ်လိုသွားမလဲဆိုတဲ့ဟာလေးတွေပေါ်လာတာပေါ့နော်တကယ်လုပ်ငန်းဝင်မှာကျတော့အဲအဲ management ရဲ့ဆုံးဖြတ်ချက်တွေအရာအဲလောရတဲ့အပိုင်းလေးတွေလည်းရှိတယ်ဒါတကယ်လက်တွေ့လုပ်ငန်းဝင်ကြလို့ရှင်တော့တိမာပေါ့နော်အခွန်နဲ့ပတ်သက်ရင်လည်းမကြောက်ပါနဲ့အခွန်စင်းရင်းဆွဲဆိုလို့ရှင်အခွန်စင်းရင်းအတွက်ဆွဲရမယ်ဆိုလို့ရှင်လည်းဆွဲပေးလိုက်ဆွဲပေးလိုက်နောက်ဆုံးကိုဘာလုပ်ရမလဲနင်းအခွန်ကိစ္စအဲ နေခွင့်ကိစ္စလုပ်ပေးရမယ်လို့ပြောပြီးဆိုရင်ကိုကောင်းထဲမှာပါတွေ့ရမလဲတို့အခွန်တို့ရဲ့လုပ်ငန်းကိုစစ်နေတဲ့ auditor ဘယ်သူလဲအဲ့ဒါအရင်စဉ်းစားလိုက်ပြီးလို့ရင်အဲ့ auditor နဲ့ကိုကချိတ်ဆက်ပြီးတော့မေးစရာရှိတာမေးဖို့အကူအညီတောင်းစရာရှိတာတောင်းဖို့အတွက်သူတို့နဲ့ချိတ်ဆက်ပြီးတော့စကားပြောအဲ့ဒါမှ auditor ကဘာလိုချင်တာလဲဘယ်လိုပုံစံမျိုးလိုချင်လဲဆိုတော့အခါမှာ तू က question ရှိလာတော့မှကိုဘာလုပ်ပေးရမလဲဆိုတဲ့ဟာသိကြလေအခွန်လို့ပြောလိုက်တာနဲ့မကြောက်သွားနဲ့ ပြီးလို့ရှိရင်အခွန်ရုံးကအများနဲ့သူတို့အဲဒီ tax နဲ့ပတ်သက်တဲ့ rules and regulation တွေအပြောင်းလဲရှိတယ်လေအခွန်ရုံးသွားနေကြလူတွေဆိုလို့ရှိရင်အခွန်မှုကစောက်တွေသူတို့ဆိုလို့ရှိရင် update တွေအပြောင်းလဲဖြစ်တဲ့ဘာညာဆိုရောင်းလာတော့လကောင်းလကားပြရတော့တကောင်းလောက်ကြရလေအဲ့လိုဆိုအဲ့စောက်ထဲမှာအပြောင်းလဲဖြစ်သွားတဲ့ tax rate တွေကိုအဲဖတ် ပေါ့နော်အများနဲ့ဖတ်ပါအခွန်ကတကယ်တမ်းကျတော့ဘာမှကြောက်စရာမရှိဘူးကျွန်တော်တို့လည်းစလုံးလုံးကဘယ်သူမှဟိုမလုတ်တက်ဘူးဒီလိုပဲရောင်းဝါးဝါးနဲ့ auditor စီပြေးလိုက် ကိုမူစီပြေးလိုက်အခုမူတွေကိုချော်ပြီးမေးလိုက်အဲဘယ်လိုမျိုးလုပ်ပေးရမှာလဲဘာလဲညာလဲဒါပေမဲ့တခုတော့ရှိရပါဘောကိုကအခွန်ရုံးကိုသွားတဲ့အချိန်မှာကိုမေနာကိုစုဖို့ရွက်လောက်တူမကြီးရွက်လောက်တော့လှုပ်သွားပါဘောကိုကထောင်းထောင်းထောင်းကြီးလှုပ်သွားတယ်သူများအမြင်ကက်စရာကြီးလှုပ်သွားတယ်ဆိုလို့ရှိရင်ကိုမေနာကိုကြည့်ကြရတာသူများ information ပေးဖို့မပြောနဲ့သူတို့ကကိုမေနာကိုကြည့်တာနဲ့အမြင်ကက်ပြီးတော့သူတို့ကမပြောချင်တော့ဘူးအဲ့လိုမျိုးလေးလည်းရှိတာပေါ့နော်အဲသူတို့စီကိုသွားပြီဆိုတော့ကို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 ဘာကြီးဆိုတဲ့ဟာကြီးကိုရုံးမှာခဏထားခဲ့လိုက် ကိုယ့်ရဲ့ position နေဘာညာကုကွာတွေရုံးမှာခဏထားခဲ့လိုက်အဓိကကသူတို့ ਨੇ အဆင်ပြေအောင် ပြောဝဆိုတာအဆင်ပြေအောင်နေပါဘောနော်အဲ့ဒါဆိုရင်အဆင်ပြေတယ်နော်အခွန်နဲ့ပတ်သက်ရင်ဘာမှကြောက်စရာမရှိဘူးဟုတ်ပြီဒါဆိုလို့ရှိရင်ဒီနေ့ပြီးသွားပြီပေါ့နော်ဒါ financial statement လေးကို junior level ကြီးအတူကအဲဒီ excel formula လေးနဲ့ချိန်တာเนาะအမားလေးတွေပါသွားတယ်ဆိုလို့ရှင်လည်းတောင်းပါပါတယ် အဲတိပိသားသူတွေတော့ကတော့ဓာတ်ရိုက်ပြင်းစရာကြီးပေါ့တိပိသားသူတွေလည်းကြည်မာမဟုတ်ပါဘူးဒါတကယ်လိုချင်စိတ်ရှိတယ်တကယ်မသိသေးတဲ့သူတွေကဒါမျက်စိတွေရောက်လာရင်ကြည်မိမှာလေအဲကျွန်မကျတော့လေကိုကဒီဒီကာလကျွန်မကိုလုံးမရှိဘူးဆိုတော့လုံးစရာလုံးလည်းမရှိဘူးဆိုတော့ကိုရဲ့ဒီကိုတိထားတာလေးတွေတက်ထားတွေနဲ့တကြားတအားကြီးဝေးကွာသွားမှဆိုလို့ကိုလည်းပြန်လေ့လာမယ်သူများကိုလည်းပြန် sharing လုပ်မယ်အသုံးဝင်တဲ့သူတွေလည်းရှိမှာပဲဆိုပြီးတော့ကျွန်မဒါလေးကိုမျှဝေပေးတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်